Thank you. မြန်မာများကွန်စားခြင်းတလေကိုတော့တကောင်းခက်ပကံခက်တဲကယနေ့ခက်တိုင်အောင်ခက်ဆက်ဆက်ပြောင်းလဲခဲ့ပေမဲ့အစင်လာမပြတ်ထိမ့်သိမ့်ခဲ့တဲ့ဒလေတစ်ခုလည်းဖြစ်ပါတယ်။ရိုးရာဒလေတစ်ခုဖြစ်တဲ့ကွန်ရွက်ပင်မာရတဲ့ကွန်ရွက်ကိုထုံကွန်းသီးနဲ့ရောပြီးရာစားတဲ့ဒလေဟာလည်းအစင်လာတရက်ဖြစ်ခဲ့ပါတယ်။ကွန်စားခြင်းကတော့အိန္ဒိယနိုင်ငံမှာအစတင်ခဲ့တာပဲဖြစ်ပါတယ်။မြန်မာအစတကောင်းကဆူယိုးရှိသလိုတကောင်းခစ်ကလေးကမြန်မာများဟာကွန်စားလာခဲ့တာဟာ ဒီနေ့ခေတ်တိုင်းပဲဖြစ်ပါတယ်ကိုရပင်ကိုတော့ပရဆင်းများမှာလည်းအသုံးပြုပါတယ်ကိုရပင်ရဲ့မူလဇာတိကတော့အိန္ဒိယလို့ဆိုကြပါတယ်ရုခဗေဒပညာရှင်များကတော့ကိုရပင်ရဲ့မူလဒေသဟာမလေးရှားနိုင်ငံအလယ်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေဖြစ်တယ်လို့ပြောပါတယ်နောက်ပိုင်းမှာတော့အိန္ဒိယကနေတဆင့်အာရှဒေသတို့ပြန့်နှံ့သွားတာပဲဖြစ်ပါတယ်အပင်ရဲ့သဘာဝကတော့မြေမာပေါက်တဲ့ ပင်ပြော့အမျိုးအစားပဲဖြစ်ပြီးတော့တခုခုကိုမှီတွဲပြီးရှင်သားရတာလည်းဖြစ်ပါတယ်။တဘာဝအလျောက်တစ်တောကြီးတွေမှာတစ်ပင်ကြီးများကိုမှီတွဲပြီးပေါောက်ရောက်လို့ရှိတဲ့ຫນွေအမျိုးအစားပဲဖြစ်ပါတယ်။အထူးသဖြင့်ပူအိုက်ဆွဆိုတဲ့မုတ်တုံတစ်တောတွေမှာပေါောက်ရောက်တာပဲဖြစ်ပါတယ်။အမြင့်ပေကတော့၃000အထိပေါောက်ရောက်နိုင်စွမ်းရှိပါတယ်။ မိုးများခြင်းကိုတိုက်နှစ်တတ်ပေမဲ့ရေဝတ်ထောင်ကိုတော့မနှစ်တတ်ပါဘူး။အာဟာရဓာတ်ပြည့်စုံတဲ့မြေမျိုးစားကိုတိုက်နှစ်တတ်တဲ့အတွက်တဘာဝသစ်ဆွေးများပေါများတဲ့အပူပိုင်းသစ်တောများမှဆိုရင်တော့ပုံမှန်ဖြစ်တော့ပါတယ်။ကိုမင်တန်မာရန်အတွက်လည်းတင့်တင့်နဲ့အရိပ်ကိုတိုက်နှစ်တတ်ပါတယ်။ရေစည်းရေလာကောင်းမွန်ပြီးအာဟာရဓာတ်ကျွဲဝတဲ့မြေမျိုးစားမှဆိုရင်တော့အရိပ်တုပြုတ်လို့ပြီးစိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ ပင်စီကတော့ပျော်ပြောင်းတဲ့အသွင်သဏ္ဍာန်နဲ့နွယ်ပင်အမျိုးအစားပဲဖြစ်ပါတယ်။ပင်စီရဲ့နုတဲ့အစိပ်ပိုင်းတွေကတော့အစိမ်းရောင်ရှိပြီးတော့အညွန်ပိုင်းကတော့တောက်ပတဲ့အစိမ်းဝါရောင်ရှိပါတယ်။ရှင်းတဲ့ပင်စီတွေကတော့အညိုပြော့ရောင်နဲ့အညိုရင့်ရောင်တွေရှိပါတယ်။သေးသွဲပျော်ပြောင်းတဲ့ပင်စီများမှာအစစ်များရှိပြီးတော့အစစ်များကအမြင့်များထွက်နေတတ်ပါတယ်။ အမြင့်များကတော့တွယ်ကက်ရန်အတွက်နဲ့လေးရှူရန်အတွက်ပဲဖြစ်ပါတယ်။ကုမေများမှာတော့အညွတ်လေးမျိုးရှိပါတယ်။အဲ့ဒါတို့ကတော့ခေါင်းညွတ်၊ခါညွတ်၊ဒုတိယသားဓာတ်နဲ့တီနွယ်တို့ပဲဖြစ်ပါတယ်။ခေါင်းညွတ်ကတော့အပင်ရဲ့မူလအညွတ်ပဲဖြစ်ပြီးတော့တံမာဖွံ့ဖြိုးတဲ့အညွတ်ဖြစ်ပါတယ်။ကုမျိုးညွတ်ထုတ်လုပ်ရန်အတွက်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။ ခါညွန့်လို့ခေါ်တဲ့စလင်းတက်အညွန့်ကတော့အပင်ရဲ့ခါလေအစစ်များကထွက်လာတဲ့အညွန့်တက်များပဲဖြစ်ပါတယ်။ကိုမင်တန်ဆွမ်းသလောက်ခါတက်အညွန့်များကလည်းတန်ဆွမ်းကြပါတယ်။အချို့ကတော့စလင်းတက်အညွန့်များကို မျိုးညွန့်အဖြစ်အသုံးပြုကြပါတယ်။ဒုတိယသားတက်ကတော့ပထမသားတက်မှ ထွက်လေရှိပါတယ်။ဒုတိယသားတက်ရဲ့အစစ်များမှာတော့အမြင့်များထွက်လေမရှိပါဘူး။တီနွယ်လို့ခေါ်တဲ့အညွတ်များကတော့ပထမသားတက်လိုပဲပင်စီမှထွက်လာပေမဲ့ ဖွံ့ဖြိုးမှုမရှိပဲသေးသွဲတွန့်လိန်နေတဲ့အတွက်တည်နွယ်လို့ခေါ်ခြင်းလည်းဖြစ်ပါတယ်အယိုးများကသေးငယ်တယ်လို့အရွက်များကလည်းသေးငယ်ကြပါတယ်ယောဂပုံများကြောက်ရောက်တဲ့ဆိုရင်တော့တည်နွယ်ကတစ်ဆင့်စတင်တာပဲဖြစ်ပါတယ်အရွက်ကတော့ပင်စီရဲ့အစစ်ကိုင်းကနေထွက်ပါတယ်။အရွက်ထွက်တဲ့ပုံစံကတော့ ရွက်လွှဲထွက်နည်းပုံစံစနစ်ဖြစ်ပါတယ်။မျက်နှာပြင်ကတော့ချောမွေနေပြီးအစိမ်းရောင်ရင်းရင်းနဲ့ဆူဆွတ်တောက်ပနေပါတယ်။ကိုမင်ကတော့နှိရှိကံအမျိုးအစားဖြစ်ပေမဲ့နှိရှိကံအပြင်ကြီးများလို့ရေတောင်းမြင့်မပါပါဘူး။ပင်စီအစစ်ကထွက်တဲ့အမြင့်များကအာဟာရဓာတ်ကိုစုပ်ယူနိုင်စွမ်းရှိကြပါရယ်။အမြင့်များကတော့ရေကိုကျိုက်နှစ်တတ်ပေမဲ့ရေဝတ်ချင်းကိုတော့ခံနိုင်ရည်မရှိကြပါဘူး။ ကွန်ရွက်ရဲ့အာနိသင်တွေကတော့အိန္ဒိယနိုင်ငံရဲ့ဓာတ်ခွဲခန်းအဖြစ်အရရေ85.4ရာခိုင်နှုန်းပရိုတိန်း3.1ရာခိုင်နှုန်းအဆီ3.8ရာခိုင်နှုန်းကာဗွန်ဟိုက်ဒရိတ်6.13ရာခိုင်နှုန်းထုံးဓာတ်3.23ရာခိုင်နှုန်းမီးစုံဓာတ်3.34ရာခိုင်နှုန်းသတ္တုဓာတ်2.3ရာခိုင်နှုန်းပါဝင်ပြီးဗီတာမင် B C စတာတွေလည်းကျွဲဝရဲလို့ဆိုထားပါတယ်ရှေဟောင်းမြန်မာစေတံများအဆိုရကိုရွတ်ဟာဖန်ကားပူဆက်တဲ့အရသာရှိပါတယ်တလိတ်ကိုကြေးစေဤနှုတ်ကိုမြေစေဤသွေးဖောက်ပြန်သော အနာတဲကျင်နဲ့ရှင်သော အနာ ပုတ်အားကြီးသော အနာတို့ကိုနိုင်စေဤအညော်ကိုထုတ်စေဤချောင်းဆိုးနာကိုနိုင်ဤအစိတ်ကို ဖြတ်စေဤဝမ်းမိကိုတောက်စေဤနှလုံးကိုအကျိုးပြုစေဤဟု ဆိုထားပါဗျ။ကွန်ဂိုတော့မေလဇွန်လဩဂုတ်လနဲ့စက်တင်ဘာလတွေမှာစိုက်ပျိုးကြတာပဲဖြစ်ပါတယ်။ကွန်မင်ကတော့ပူအိုက်ဆုဆုပြီးအဆုတ်တက်များတဲ့ပတ်ဝန်းကျင်မှာဆိုရင်ပုံမူဖြစ်ထွန်းစေပါတယ်။တောင်ပေါ်ဒေသတွေနဲ့မြင်းနှိမ်ဒေသတွေမှာလည်းစိုက်ပျိုးနိုင်ပါတယ်။ကွန်မင်ကတော့ရေဝတ်တဲ့မြေစားပေါက်တဲ့မြေမျိုးမှာဆိုရင်တော့စိုက်ပျိုးလို့မရနိုင်ပါဘူး။ ကွန်မန့်ဆိုင်မယ်ဆိုရင်တော့အမှန်ကန်တဲ့အရေးကိုပြုလုပ်ပေးရပါတယ်။ရေဝတ်ချင်းကိုမနစ်သက်ပေမဲ့လည်းရေပြတ်ချင်းရေငတ်ချင်းမရှိအောင်တော့သတိပြုပေးရမှာပါ။ကွန်းကိုတည်တဲ့ခြံတွေပြုလုပ်ပြီးစိုက်ပျိုးပေးရတာပါ။ဒေတာအတွက်တဘာဝပစ္စည်းတွေဖြစ်တဲ့ဝါအုံးလက်၊ကိုင်းကောက်ယိုစတာတွေကိုအသုံးပြုပြီးစိုက်ပျိုးပေးရတာပါ။ကိုမင်ရဲ့ခန္ဓာရည်ရှိတဲ့အပူချိန်လေးကတော့အနေအထားအပူချိန် 30ဒီဂရီစင်တီဂရိတ်နဲ့အမြင့်ဆုံးအပူချိန်40ဒီဂရီစင်တီဂရိတ်တို့ပဲဖြစ်ပါတယ်။အေးလွန်းလင်လည်းရွက်တွေကျွေးကျတက်ပြီးတော့လေဘူးတိုက်ချင်းကလည်းအပင်ကိုထိခိုက်စေပါတယ်။ကုန်းကိုတော့စိုက်ပေါင် များပြုတ်လုပြီးစိုက်ပြုတ်ပေးရတာပါ။စိုက်ပေါင်များပြုတ်လုပေးခြင်းကတော့ကုန်းမင်အမြင့်မှာရေမွေးစေရန်နဲ့ယောဂများကြောက်ချင်းမှကြိုတင်ကာကွယ်ရန်ပဲဖြစ်ပါတယ်။ဆိုင်ပေါင်များကတော့မြေကြီးမှအမြင့်6လက်မကန့်ရှိပြီးတော့အကျယ်က2ပေကန့်ရှိရမှာလည်းဖြစ်ပါတယ်။ စိုက်ပေါင်တစ်ပေါင်နဲ့တစ်ပေါင်ကြားကိုတော့၃ဘီကတ်ခြားပေးရမှာပါကိုမင်းနေကတော့မြေဩဇာထက်သန်တဲ့မြေကိုကြိုက်နှစ်တတ်တဲ့အတွက်အမြင့်များအလွယ်တကူကြီးတွားဖွံ့ဖြိုးဖို့အတွက်တစ်ဆွေနွားချေပဲပက်နှမ်းမက်တိရွက်ချောက်စတာတွေကိုထည့်ပြီးပေါက်ပြားနဲ့တမောက်အောင်မှွေပေးရပါတယ်အဲ့နောက်ရေပြန်လောင်းပြီးလင်းငါရက်ခန့်နှက်ထားရပါတယ်။ပြီးမှကုန်းပြင်ကို စိုက်ပျိုးရတာဖြစ်ပါတယ်။တပေခွဲကန်ရှိတဲ့ ကိုမျိုးညွတ်အရင်ကိုတော့မြေကြီးနဲ့ဖုံးပေးရပါတယ်အညွတ်များကိုတော့ကိုနိုင်မှာကျိုးဖြစ်ချီနောင်ပေးထားရပါတယ်ကိုနိုင်တတိုင်းနဲ့တတိုင်းကတော့၆လက်မှကချားပေးရပါတယ်ကိုန်းစင်ကိုတော့9ပေကအမြင့်ဆောက်လုပ်ပြီးအမိုးအကာကတော့အုံလက်မြတ်ချောက်ကောက်ရိုးစတာကိုအသုံးပြုပါတယ် ကွန်းဆိုင်ပြိုးနေသူတူကိုလည်းကွန်းဆိုင်ပြိုးတာနဲ့ပတ်သက်ပြီးတော့အခုလိုမေးမြန်းပစ်ခဲ့ပါဗျာ။ဘုံမင်္ဂလာပါ။ဟုတ်ကဲ့ဘုံမင်္ဂလာပါ။ဟုတ်ကဲ့အခုရဲ့နာမည်နဲ့လက်ရှိအကိုစိုက်ထားတဲ့ကွန်းညံရဲ့နေရာလေးကိုမိတ်ဆက်ပေးပါဦး။ကျွန်တော်ကရန်ကုန်နေတာကြီးကျွန်တော်မျိုးနဲ့ဝဲကြီးကြီးရမှာနေတယ်ပါဗျာ။ဟုတ်ကဲ့ကျွန်တော်တို့ဒီကွန်းမင်တပင်ပေါ့နော်။ကွန်းကိုစပြီးတော့စိုက်ပြိုးပစ်တဲ့အကြောင်းပေါ့အခုတခြားသိနိုင်နေရှိတယ်ဒါပေမဲ့ကွန်းကိုဘာဖြစ်လို့ရွေးချယ်စိုက်ပြိုးပစ်လဲဆိုတဲ့အကြောင်းလေးသိကြပါမယ်။ ရှားဒီနိုင်နေတဲ့ကွန်ကကျွန်တော်တို့ဆွဲဆိုလို့ရှိရင်ပို့ပြီးဝင်ဝင်ကောင်းတဲ့တဲ့ကျွန်တော်စိုက်ပြူးခြင်းဖြစ်ပါတယ်။ကွန်ကစိုက်ပြူးရရင်ပထမအချိန်မှာကျွန်တော်တို့မြေကြီးကိုဘောင်ဆွဲပြီးတော့ဘောင်တင်ရပါတယ်။ဘောင်တင်ပြီးတော့ကျွန်တော်တို့စိတ်တန်းကြပါဗျာကိုလိုချင်တဲ့လောက်၆လက်မှသုံးဖို့9လက်မှတိုင်ထိုးရပါတယ်။တိုင်ထိုးပြီးတော့ကွန်းတိုင်နဲ့တိုင်လင်းတချို့ဆိုလို့ရှိရင်နှညွန်သွားစိုက်ပါတယ်။တချို့ကြတော့တညွန်လည်းစိုက်ပါတယ်။စိုက်ပြီးတော့အခါလိုက်ကျွန်တော်တို့မိုးကား နေပြမထိုးအောင်ဆိုပြီးအပင်ငယ်တဲ့အချိန်မှာအမိုးကလုံချုံလှုပ်ပေးရပါတယ်။ရေးကြတော့လည်းကျွန်တော်တို့စိုက်ပြီးစင်ကမိုးမိုးရတဲ့အချိန်ဆိုတော့ရေမပြတ်အောင်ပေါ့ဗျ။နေပူတဲ့အချိန်ကျရင်တော့တနည်းကိုနှစ်ချင်းသုံးချင်းတော့ဖြန့်ပေးရပါတယ်။ကိုယ်စိုက်ပြီးစင်ကနေပြီးတော့ကျွန်တော်တို့ဆိုလို့ရှိရင်နှစ်လခွဲကောင်းလို့ရှိရင်နှစ်လခွဲမကောင်းလို့ရှိရင်သုံးလလောက်မှကျွန်တော်တို့ခုဆွဲရပါတယ်။ဟုတ်ကဲ့ခင်ဗျာ။ကိုယ်ကကျွန်တော်ကတော့ကျွန်တော်တို့စီစွန်းသုံးမှုစီစွန်းလည်းရှိတယ်၊ဓာမိခွဲလည်းရှိတယ်၊တာရီကားတို့ ယူမဲ့စစ်ပြုတ်တော့ပါရှိပါတယ်ဒါတော့ဒီယောဂါမျိုးမကြောက်ရအောင်ကျွန်တော်တို့ကြိုတင်ပြီးတော့အစီအမျိုးလည်းကာကွယ်တုံ့ပြန်ရပါတယ်ကျွန်တော်တို့ကအခုလက်တလောတော့ဗျာခီးဝေးရမှုကျွန်တော်ဂျာတန်းမြူတဲ့တင်ပြီးကျွန်တော်တင်ပြီးရောင်းချပါတယ်ကျွန်တော်ကွန်းကိုနေကွန်းမင်းချမ်းမလောင်ကျွန်တော်နှစ်ချီလာမခံအောင်ဆိုပြီးတော့စေးများလဲဝီရိယဆိုင်ပြီးတော့ကျွန်တော်ဖျန်းပေးရပါတယ်ဒါမင်းနဲ့ ခုနေရာကြီးရောက်လာတဲ့ခါကျတော့ကျွန်တော်တို့ကိုယ်အမိုးကနေရန်မိုးရန်ခံတယ်အောင်ဆိုပြီးနေရန်ခံတယ်အောင်ဆိုပြီးအမိုးကလည်းလုံခြုံလုပ်ပေးရပါတယ်။ကုန်းပင်များမှာကြာရောက်တတ်တဲ့ယောဂများကတော့ကုန်းပင်ညိုယောဂ၊ပင်ပုတ်ယောဂ၊အမြင့်ဆွေးယောဂ၊မျက်မျက်စေယောဂ၊မဲ့ပြောက်ဆွန်းယောဂ၊ဖောက်ဥမှုယောဂ၊စီဆွန်းယောဂနဲ့ရိုးမဲစစ်ပြုတ်ယောဂစတဲ့ယောဂပိုးတွေကြာရောက်တတ်ပါတယ်။ ကုန်းကိုတော့စိုက်ပျိုးပြီး3လအကြာမှာစတင်ခူးယူပြီး15ရက်တကြိမ်ခူးယူရတာလည်းဖြစ်ပါတယ်။ကုန်းများကို ရောင်းချနေသူတူဦးကိုလည်းကုန်းရောင်းဝယ်နဲ့ပတ်သက်လို့အခုလိုမေးမြန်းခဲ့ပါတယ်။ကုန်းရဲ့ဈေးနှုန်းကတော့ခုရက်ပိုင်းကတော့ဈေးတက်နေရဆိုတော့3000 3000ရှိတယ်။စားရပေါ့လေ။တချို့အရာတွေကလည်း8500 9500အနည်းကြတော့6500ရှိတယ်။အခုရက်တွေပေါ့။ တိတိမြန်မြန်လေးနဲ့ဝယ်ပါတယ်။အော်အဆင်ပြေပါသူတို့လည်းတက်တက်စီကြာကြာသေးသူလည်းဝယ်နေတာပါပဲ။ဈေးတဝရင်ဟိုဝယ်လို့ရပို့တော့အဆင်ပြေသေးတယ်ပြောလို့ဆိုရင်ကျောင်းတော့ပို့ကောင်းနေတယ်။အဲ့လိုရှိဈေးကြဝိုင်းနေနေအေးတာပေါ့။ဟုတ်တယ်။ဒီဟိုပါဟိုအရာဝီတိုင်းပေါ့။အရာဝီတိုင်းကကောင်းပေါ့။ဟိုပန်းတော်တို့ကျောင်းကုန်းတို့အဲအဲ့လိုပေါ့။ဆုံးပေါ့ပေါ့။ ကိုးရရောင်းချနေသူတူကိုလည်းကိုးရနဲ့ပတ်သက်လို့အခုလိုမေးမြန်းခဲ့ပါဗျ။အဲကိုးရဝယ်လိုအားတော့ကျွန်တော်တို့အခုနောစဉ်80 90 8900ပေါ့တပိတ်တာ။အဲ့လိုဝယ်နေရပါတယ်ပေါ့။ရောင်းတာကတော့ကောင်းပါတယ်ကျွန်တော်ဆန်အနည်းဆုံး၄ပိတ်တာ၅ပိတ်တာတော့ကုန်ပါတယ်။အဲကျွန်တော်ဆန်ကတော့ဘန်းတော်ကိုးကိုပဲအဓိကထားရုံပေါ့။ကျွန်တော်ဆန်လည်းကျွန်တော်အခုအရင်စရောင်းနေရ ူကပန်းတော့ကိုမယ်ကင်တာဆိုတော့သူပဲအခုလောလောဆယ်သူပဲဈေးဝယ်တာဗာရင်အားတော့သူပဲလောက်တာဆိုတော့လေကျွန်တော်ပန်းတော့ကိုမယ်ကျွန်တော်ကသုံးတာများပါတယ်အဲကတ်စတမာတွေကလည်းအဲပန်းတော့ကိုမယ်စားတာများတယ်ပေါ့ဟုတ်ကျွန်တော်တော့ပန်းတော့ကိုမယ်ကြိုက်ပါတယ်ဟုတ်အော်ကျွန်တော်တို့ဒီမားစီကွန်တိုင်ကနေဝယ်တာပေါ့ပို့ဒီမားစီမှာတော့ကွန်တိုင်နေအများကြီးပဲရှိတယ်လေအဲဒီအောင်ကကိုကြိုက်တဲ့ကြိုက်နေတက်ရကွန်တိုင်ကနေဝယ်တာပေါ့ပို့ကိုရူကောင်းမှုဆိုတာတော့ကိုထုံးလို့ဆေးလို့တော့လိုတာပေါ့ဒါပေမဲ့အများစုပေါ့ဗျာ တရာဦးကကိုနူကငမြာကစီကိုနီတောင်ကိုလက်ကိုင်းလုံးကြီးရှာတာဝါလို့ထွေးအဲ့စကပုံနဲ့လိုက်အောင်လို့ကျွန်တော်ကအမြဲတမ်းရောင်းချယ်ပေးရတယ်ရောင်းရတာပေါ့